ကျွန်တော်ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာကြုံတွေ့ခံစားရတဲ့ကျန်းမာရေးပြဿနာတွေအများကြီးရှိတဲ့အထက်မှာမှအဖြစ်အများဆုံးတစ်ခုကတော့ကျွန်တော်ငလျင်လှုပ်လှုပ်ပြီးတဲ့နောက်ပိုင်းခေါင်းမူးတဲ့ဝင်တာဖြစ်ပါတယ်။အဲ့တော့ဒီယောဂါကိုကျွန်တော်တို့က post acute dizziness syndrome လို့ခေါ်တယ်ပေါ့နော်။အတူကောက်ဆိုရင် PEDS လို့ခေါ်တာပေါ့။အဲ့တော့ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာခေါင်းမူးတဲ့ဝေဒနာကြံနေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ငလျင်လှုပ်ပြီးရဲ့ဒီငလျင်လှုပ်တဲ့ဒဏ်ကိုကျွန်တော်တို့ကဒီကိုယ်တိုင်ကြုံတွေ့ခံစားရခံစားရတဲ့သူတွေပေါ့။ခံစားရပြီးတဲ့နောက်မှာ အဲကျွန်တော်တို့ကငလျင်ကလည်းလှုပ်ပြီးသွားပြီအဲနောက်ထပ်လည်းဒီလက်တလုံးမှာငလျင်လှုပ်နေတာမျိုးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကလည်းငြိမ့်ငြိမ့်နေနေတာတောင်မှအဲကျွန်တော်တို့ကဘယ်လိုမျိုးခံစားရလဲဆိုတော့ခေါင်းမူးလေးဝင်တာကိုခံစားရတာအဲငလျင်လည်းလောလောဆယ်လှုပ်မနေဘူးဟိုခန္ဓာကိုယ်ကလည်းငြိမ့်ငြိမ့်နေတယ်ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကဒီဟိုတခုခုစီးသွားသလိုမော်တော်ယာဉ်တခုခုစီးသွားသလိုကားစီးသွားသလိုမျိုးယထာစီးသွားသလိုမျိုးတော့မော်တော်တို့လှေတို့စီးသွားသလိုမျိုးလှုပ်နေတယ် မူးနေတယ်ပေါ့နော်ဒီလိုခံစားရတယ်။နောက် vertigo လို့ခေါ်တဲ့ချက်ချလဲအောင်မူးတဲ့ဝေဒနာကြီးကိုကျွန်တော်တို့ကဆက်လက်ပြီးတော့ခံစားနေရတယ်။အဲ့တော့ဒီလိုအခြေအနေကိုကျွန်တော်တို့ကငလျင်လှုပ်ပြီးနောက်ခေါင်းမူးတဲ့ဒီယောဂါစုပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ခေါ်တာဖြစ်ပါတယ်။အဲ့တော့ဒီဒီယောဂါလက္ခဏာတွေကအာကျွန်တော်တို့ဒီငလျင်လှုပ်ပြီးတော့နှာရီပိုင်းအတွင်းရက်ပိုင်းအတွင်းမှာ ပေါ်လာတတ်ပြီးတော့ဟိုတချို့ကြတော့လေဒီရက်ပိုင်းအတွင်းမှာသူ့သူ့လိုလိုပြန်ပြီးတော့ပျောက်သွားတယ်။တချို့ကြတော့လေ ရက်သက်တဲ့ဘက်ပေါင်းများစွာအထိကျွန်တော်တို့ကြာတတ်ပါတယ်အဲ့တော့ငလျင်လှုပ်ပြီးနောက်ဒီခံစားရတဲ့ခေါင်းမှုတဲ့ယောဂစုပေါ့အဲ့တော့ဒီယောဂရဲ့ကျွန်တော်အဓိကလက္ခဏာတွေကဘာတွေလဲလို့ဆိုတော့ဒီနံပါတ်1ကတော့ကျွန်တော်ခေါင်းမှုတာပေါ့နော်ခေါင်းမှုတာသို့မဟုတ်မြေကြီးကကျွန်တော်လှုပ်နေတဲ့လိုမျိုးခံစားရတာနောက်တစ်ချက်ကတော့မတ်တက်ရက်တဲ့အခါလမ်းလျှောက်တဲ့အခါမှာဟန်ချက်မထိန်နိုင်တာနောက်တစ်ချက်ကတော့ပြိုတာအန်တာနောက်မော်တော်ယာဉ်တစ်ခုခုစီးတဲ့အခါမှာခေါင်းမှုတဲ့လိုမျိုးကျွန်တော်မိုးနေတာပြီးတော့နှုံးတာပင်ပန်းနွမ်းနေတာပြီးတော့ငလျင်ချောင်းမို့လို့ သို့မဟုတ်ကျွန်တော်ငလျင်ထက်လှုပ်မှာကိုကြောက်တဲ့အတွက်ကြောင့်မို့လို့စိုးရင်စိတ်များတာကြောက်စိတ်များတာပေါ့နော်စားတဲ့လက္ခဏာတွေကျွန်တော်တို့ခံစားရပါတယ်အဲ့တော့ဒီလက္ခဏာတွေကကျွန်တော်ဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီအချက်နှစ်ချက်ရှိတယ်ပေါ့အဲ့တော့ပထမတစ်ချက်ကတော့ကျွန်တော်ငလျင်လှုပ်လိုက်တဲ့အချိန်မှာဒီကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ပေါ့နော်အဓိကတော့ဥကောင်းပေါ့ဥကောင်းထဲမှာတကယ်ပြောမယ်ဆိုရင်တော့ဒီနားအတွင်းပိုင်းထဲမှာရှိတဲ့ကျွန်တော်တို့အာယုံကြောစနစ်ပေါ့ကျွန်တော် vestibular system လို့ခေါ်တယ်အဲ့တော့ခန္ဓာကိုယ်ရဲ့ဒီဟန်ချက်ကိုထိန်းပေးတဲ့ vestibular system လို့ခေါ်တဲ့အာရုံကြောစနစ်ကငလျင်ဒဏ်ကြောင့်မို့လို့ထိခိုက်သွားလို့ဖြစ်ပါတယ်။အော်နောက်ထပ်တစ်ချက်ကတော့ဒီအုံနှောက်ရဲ့လုံးဆောင်ချက်တွေပေါ့ကျွန်တော်ငလျင်လှုပ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပြန်ပြီးတော့ဒီထိမ့်ပေးတဲ့အုံနှောက်ရဲ့လုံးဆောင်ချက်တွေကဒီငလျင်လှုပ်လှုပ်နေတော့မှလည်းသူကသူ့ရဲ့လုံးဆောင်ချက်တွေကိုလှုပ်ဆောင်နေတဲ့အပြင်ငလျင်လှုပ်လို့ပြီးသွားတာတောင်မှဒီအုံနှောက်ရဲ့လုံးဆောင်ချက်တွေကမပြီးသေးပဲနဲ့ ဆက်လက်ပြီးတော့လှုပ်ဆောင်နေတာအော်ဆက်လက်ပြီးလှုပ်ဆောင်နေတဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးမူးတဲ့ဝေဒနာတွေကိုခံစားတာဖြစ်ပါတယ်ဒါကတော့ဒီငလျင်လှုပ်ပြီးခေါင်းမူးခြင်းကိုဖြစ်စေတဲ့အကြောင်းရဲ့နှစ်ချက်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီလက္ခဏာတွေတက်တာအောင်ပြုလုပ်ရမယ့်နိလန်းတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးသားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1နိလန်းကတော့ကျွန်တော်ကိုနေဟန်ထားပြောင်းလဲတဲ့လှုပ်ရှားမှုတွေလုပ်တဲ့အခါတိုင်းမှာဖြစ်ဖြစ်ချင်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အဲ့တော့ဥပမာပြင်ကျွန်တော်တို့ဒီတုံးလုံးလက်ရကနေပြီးတော့ထထိုင်တာတို့ထိုင်ရာကနေပြီးတော့မတ်တက်ရက်တာတို့ပေါ့နော်ဒီလိုမျိုးလုပ်တဲ့အခါမှာကျွန်တော်ဖြစ်ဖြစ်ချင်းလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ ။နောက်နံပါတ်2အချက်ကတော့ကျွန်တော်ကောင်းမွန်စွာဒီလုံလောက်စွာအနားယူပါ။နောက်အရေးဝါအောင်ကျွန်တော်အိတ်ဆက်ရမှာဖြစ်ပါတယ်။နံပါတ်3အချက်ကတော့စိတ်ဖြည့်ဆည်းမှုလျှော့ချဖို့ဖြစ်ပါတယ်။အဲ့တော့စိတ်ဖြည့်ဆည်းမှုညှော်နှဲစေဖို့အတွက်တရားထိုင်တာတို့စိတ်ငြိမ်စေမယ့်အရာတွေပေါ့နော်။တခြင်းနားထောင်တာဒီတရားတွေနာတရားနာတာကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့လို့အလုပ်တွေပေါ့နော်ဒါတွေလှုပ်ဆောင်ပေးတာအဲဒီလိုမျိုးနီလန်းနေနဲ့ကျွန်တော်စိတ်ဖြည့်ဆည်းမှုကိုလျှော့ချပေးရမှာဖြစ်ပါတယ်အဲနောက်ထပ်နီလန်းတစ်ခုကတော့ ကျွန်တော်ဒီခေါင်းမူးတာကိုတတ်တာစီမဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာဒီငလျင်လှုပ်ပြီးနောက်ပိုင်းပေါ့နော်ခေါင်းမူးတဲ့ဝင်တာခန်းစားနေရတဲ့သူတွေအတွက်ဒီပြုလုပ်လို့ရမယ့်လေ့ကျင့်ခန်းနှစ်ခုကိုလည်းကျွန်တော်ထည့်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။နောက်နံပါတ်5အချက်ကတော့ကျွန်တော်ငလျင်လှုပ်ပြီးနောက်ပိုင်းခေါင်းမူးတဲ့ဝင်တာခန်းစားနေရတဲ့ဆိုရင်ပိုဆိုးစေတဲ့အရာတွေဖြစ်တဲ့ကဖိန်းတို့အရက်တို့ဆစ်လိတ်တို့ပေါ့နော်ဒါတွေကိုကျွန်တော်ရှောင်ကျဉ်ဖို့ဖြစ်ပါတယ်။ ်ဒီလိုမျိုးငလျင်လှုပ်ပြီးတော့ခေါင်းမူးတဲ့ဝေဒနာကဒီငလျင်လှုပ်တဲ့ဖြစ်စဉ်ကိုကြုံတွေ့ရတဲ့သူတော်တော်များများဖြစ်လေရှိတဲ့အဖြစ်များတဲ့ယောဂလက္ခဏာတခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလက္ခဏာခံစားနေရလို့ဆိုပြီးတော့စိုးရင်ကြောက်လန့်နေကြတော့မလိုပါဘူးအဲ့တော့လူတော်တော်များများကတော့ရပိုင်းအတွင်းမှာသူကဒီလက္ခဏာတွေတက်တာသွားလေရှိရဲ့အကယ်၍ဒီလက္ခဏာတွေကရပိုင်းအတွင်းမှာမတက်တာမတက်တာတာပေါ့နော်နည်းနည်းပြင်းထန်တာပြီးတော့ရက်ကြကြဖြစ်တာမျိုးဆိုရင်တော့ဆရာအောင်နဲ့ကျွန်တော်ပြသပြီးတော့ကုသမှုခံယူသင့်ပါတယ် ဲ့တော့ဘယ်လိုအခြေအနေမျိုးမှာကျွန်တော်ဆရာအောင်ပြတ်သားမလဲဆိုရင်ဒီနံပါတ်1အချက်ကတော့ကျွန်တော်ခုနပြောသလိုပဲဒီဒီခေါင်းမူးတဲ့ဝေဒနာကငလျင်လှုပ်ပြီးတာတောင်မှကြံရှိနေမယ်။နောက်ကိုယ်နှစ်ဒီနှစ်စဉ်လှုပ်တဲ့အလုပ်တွေပေါ့နော်။အိမ်အလုပ်တွေကိုပုံမှန်လှုပ်ရိုးလှုပ်စဉ်အလုပ်တွေဒီပြက်တဲ့အထိပြင်းပြင်းထန်ထန်ကျွန်တော်ခေါင်းမူးတာ။နောက်နံပါတ်2အချက်ကတော့ဒီတစ်ပတ်ကနေနှစ်ပတ်အထိကိုမတက်တာတာ။ဒီခေါင်းမူးတာကနှစ်ပတ်လောက်ပြည့်တဲ့အထိပေါ့နော်။နှစ်ပတ်ပြည့်တဲ့အထိကိုမတက်တာပဲနဲ့ဆက်ပြီးတော့မူးနေတာ။ နောက်ခေါမူရအပြင်အမြင်အယုံဝေဝါးတာစကားမပြီးဘလုံးပထွေပြောတာခန္ဓာကိုယ်တချမ်းအားပြော့ပြီးတော့လှုပ်မရတော့တာဒီလိုလက္ခဏာတွေခံစားရတာဗောနော်အဲ့တော့ဒီလိုအခြေအနေမျိုးဆိုရင်လည်းကျွန်တော်ကဦးနှောက်ဒီပြင်းထန်ဦးနှောက်ဆိုင်ရာပြဿနာလည်းကျွန်တော်ဖြစ်နိုင်တယ်ဒါကြောင့်ဒီလိုအခြေအနေမျိုးဆိုရင်လည်းဆရာအောင်ပြသင့်တယ်နောက်တစ်ခုကအရင်ကတည်းကဗောနော်ကိုမှာနားအတွင်းမှာယောဂသို့မဟုတ်ဦးနှောက်နဲ့ဦးနှောက်နဲ့အာယုံကျော်ဆိုင်ရာယောဂတစ်ခုခုဗောဒီလိုအခြေအနေတစ်ခုခုကျွန်တော်ခံစားရဘူးတဲ့သူတွေဗော ဒီလိုလူတွေမှာအခုလိုမျိုးငလျင်လှုပ်ပြီးတော့ခေါင်းမိုးတဲ့ဝင်တာကကြံရှိနေရဆိုရင်တော့မတက်တာပဲကြံရှိနေရဆိုရင်တော့စေရုပ်စေကံကိုဖျက်ပြီးတော့ကျွန်တော်ဆရာအောင်နဲ့ကုသမှုခံရုပ်ကိုလိုအပ်မှာဖြစ်ပါတယ်တော့အခုဆက်လက်ပြီးတော့ကျွန်တော်တို့ကဒီငလျင်လှုပ်ပြီးခေါင်းမိုးတဲ့ဝေဒနာတက်တာစေဖို့အတွက်ပြုလုပ်ရမယ်လေ့ကျင့်ခန်းနှစ်ခုကိုပြပြပေးပါမယ်အော်ဒီလေ့ကျင့်ခန်းအနည်းကိုဒီခေါင်းမိုးပြည့်စေတဲ့လေ့ကျင့်ခန်းတွေကိုကျွန်တော်တို့က vestibular rehabilitation therapy လို့ခေါ်ပါတယ်အဲ့တော့ vestibular ဆိုတာကဦးနှောက်ခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုကျွန်တော်ထိန်းပေးတဲ့ ဒီလုံစနစ်ပေါ့ဒီစနစ်ကိုကျွန်တော်ပြန်ပြီးတော့ဟိုပြန်ပြန်ကောင်းအောင်ပြုလုပ်တဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်အဲ့တော့သူ့ရဲ့သဘောကကျွန်တော်အုံနောက်ကိုပြန်ပြီးတော့ train ပြန်လုပ်ပေးတာအုံနောက်ရဲ့လုပ်ငန်းတွေပုံမှန်ပြန်ဖြစ်အောင်လို့ကျွန်တော် train ပေးတာဖြစ်ပါတယ်အဲ့တော့ဘယ်လို train ပေးတာလဲဆိုရင်ဒီ hand jet train နဲ့အချက်ပြမှုတွေပေါ့နော်ကျွန်တော်တို့ဥနောက်ထဲမှာ hand jet train ပေးတဲ့အချက်ပြမှုတွေရှိတယ်အဲ့ဒီအချက်ပြမှုတွေကိုကောင်းကောင်းဘာသာပြန်နိုင်အောင်လို့လုပ်ပေးတယ်နောက်ခန္ဓာကိုယ်ကြွက်သားတွေနဲ့ခြေထောက်ကြွက်သားတွေကိုပို့ပြီးတော့တက်မှလာစေတယ် တော့ကျွန်တော်ကဒီကြွက်သားတွေတန်မာလာခြင်းကဟန်ချက်ထိနေတဲ့မြန်မာများစွာအထောက်အကူဖြစ်စေပါတယ်နောက်တစ်ချက်ကတော့ကိုနေဟန်ထားတဲ့လှုပ်ရှားမှုတွေကိုတိုးတက်စေတယ်အဲ့တော့ဒီလိုဒီလိုနှီးအားဖြင့်ပေါ့နော်ကျွန်တော်ခေါင်းမူတာချက်ချလဲမူတာဒီငလင်းလှုပ်ပြီးနောက်ဒီခေါင်းမူတဲ့ဝင်တာတွေကိုတက်တာစေတာဖြစ်ပါတယ်အော်နံပါတ်1လေ့ကျင့်ခန်းကတော့ heel to toe walking exercise ဖြစ်ပါတယ်အဲ့တော့ heel to toe walking exercise ဆိုတာကဒီ6လောက်6လောက်နှစ်ဖက်ရှိတာမှာမှကျွန်တော်6လောက်တစ်ဖက်ရဲ့ဒီခြေပြားနဲ့နောက်6လောက်တစ်ဖက်ရဲ့ဖနှောင်းနဲ့အဲထိထိပြီးတော့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းပေါ့နော်အဒီအလွယ်ပြောမယ်ဆိုရင်လမ်းလျှောက်လေ့ကျင့်ခန်းပဲလမ်းလျှောက်တာမှာမှပုံမှန်ကျွန်တော်တို့သွားလာလှုပ်ရှားသလိုလမ်းလျှောက်တာမျိုးမဟုတ်ဘဲနဲ့ဒီခြေပြားနဲ့ဖနှောင်းနဲ့ထိထိပြီးတော့လမ်းလျှောက်ရတာအဲ့ဥမာပြောရမယ်ဆိုရင်အဲကျွန်တော်တို့ဒီစပြီးတော့လမ်းလျှောက်တော့မယ်ဆိုရင်ဟိုဒီညာဘက်ခြေောက်ကိုစပြီးတော့လှမ်းတော့မယ်ဆိုရင်ကျွန်တော်ဘယ်ဘက်ခြေောက်ကိုအရင်ဆုံးအဲဘေဘက်ခြေောက်ကိုတက်အောင်အရင်ဆုံးထားမယ်ထားပြီးလို့ရှိရင်ဘေဘက်ခြေောက်ရဲ့ဒီငြိမ့်ငြိမ့်ထားမယ်ပေါ့နော်ဘေဘက်ခြေောက်ရဲ့ခြေပြားနဲ့ ဟိုညာဘက်အရင်ဆုံးလှမ်းမယ်ညာဘက်ခြေောက်ပဲဖတ်နှောင်းတယ်ကျွန်တော်တို့အဲအရင်ဆုံးထိလိုက်မယ်အဲပြီးလို့ရှိရင်ထိပြီးပြီဆိုတာနဲ့ဘယ်ဘက်ခြေောက်ကထပ်ပြီးလှမ်းမယ်လှမ်းတော့မယ်ဆိုရင်ညာဘက်ခြေောက်ရဲ့ဒီခြေပြားနဲ့ဒီဘယ်ဘက်ခြေောက်ရဲ့ဖတ်နှောင်းနဲ့ပြန်ပြီးတော့ထိမယ်ထိပြီးတော့လှမ်းမယ်အဲဒီလိုမျိုးကျွန်တော်ဟိုဖတ်နှောင်းနဲ့ခြေပြားနဲ့အဲဘယ်ညာဘယ်ညာပေါ့နော်ကျွန်တော်ထိထိပြီးတော့လှမ်းလှမ်းနဲ့လမ်းလျှောက်တဲ့လေ့ကျင့်ခန်းပေါ့အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်က အရင်ဆုံး3လေး3လမ်းရယ်5လမ်းလောက်ဒီအရင်ဆုံးလှမ်းမယ်ပြီးလို့ရှိရင်နောက်ကိုတစ်ခါပြန်လာမယ်နောက်ကိုပြန်လာပြီဆိုရင်လည်းပဲဒီညာဘက်6လောက်ကိုညင်ညင်ထားမယ်ဆိုရင်ညာဘက်6လောက်ရဲ့ဖနောင်းကိုဘယ်ဘက်6လောက်ရဲ့ခြေပြားနဲ့လာထိမယ်အဲပြီးလို့ရှိရင်ဘယ်ဘက်ခြေရောက်ရဲ့ဖနာကိုညာဘက်ခြေရောက်ရဲ့ခြေပြားနဲ့လာထိမယ်ဒီလိုမျိုးကျွန်တော်ရှေ့ကို3လင်း5လမ်းနောက်ကို3လင်း5လမ်းပေါ့နော်ဒီလိုမျိုးလှမ်းလှမ်းပြီးတော့ကျွန်တော်တို့အာလမ်းလျှောက်ပြီးတဲ့၄ချိန်ခန့်ဖြစ်ပါတယ်အဲ့တော့အစာပိုင်းမှာတော့ကျွန်တော်တို့ကဒီစပြီးတော့လမ်းလျှောက်တော့မယ်ဆိုရင်ကိုကခေါင်းမိုးတဲ့ဝင်တာခံစားနေရတာဖြစ်တဲ့အတွက် ဒီဇပွဲပေါ့เนาะကျွန်တော်ဇပွဲဖြစ်ပဲဖြစ်ဖြစ်တန်းတစ်ခုကိုပဲဖြစ်ဖြစ်နောက်ဒီနယံကိုပဲဖြစ်ဖြစ်အမိတဟဲပြုတ်ပြီးတော့ကင်ပြီးတော့မှကျွန်တော်ရှောက်တင်တယ်ပြီးလို့ရှိရင်နောက်ပိုင်းကိုကရှောက်ရတာအဆင်ပြေလာပြီဆိုရင်တော့ဒီအမိတဟဲတွေကိုကျွန်တော်ကမကင်တော့ဘဲနဲ့အလွတ်ရှောက်ကြည့်မယ်ပေါ့เนาะအဲ့တော့အစာပိုင်းမှာတော့3 5လမ်းရှောက်မယ်ရှေ့လည်းရှောက်မယ်နောက်လည်းရှောက်မယ်ပြီးရင်နောက်ပိုင်းကျရင်10လမ်း15လမ်းလောက်ဒီတိုးတိုးပြီးတော့ရှောက်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုနေလမ်းတွေကိုကျွန်တော်လောက်ဆောင်ပေးရမှာဖြစ်ပါတယ် ဒီလေ့ကျင့်ခန်းပေါ့နော်ဒီလမ်းလျှောက်လေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးတွေအနေနဲ့နံပါတ်1ကကျွန်တော်ဘာဘာဖြစ်လာမလဲဆိုတော့ဟန်ချက်ကိုပို့ပြီးတော့ထိန်းလာနိုင်မယ်။အဲကျွန်တော်က6တောက်ခြေလမ်းတလမ်းချင်းစီမှာခန္ဓာကိုယ်ရဲ့အလေးချိန်ကို6တောက်တစ်ဖက်ချင်းစီကလွှဲလွှဲပြီးတော့တည်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဟန်ချက်ထိန်းရမှာပါဝင်တဲ့ကြွက်သားတွေကိုတံပါလာစေတယ်။ဟန်ချက်ကိုပို့ပြီးတော့ထိန်းလာနိုင်မယ်။ခေါင်းမူလာကိုတက်တာလာစေပါတယ်။နောက်နောက်တစ်ချက်ကတော့ဒီ6တောက်တစ်ဖက်ချလိုက်တိုင်းမှာတိကျတဲ့နေရာကိုကျွန်တော်ချရတာဖြစ်တဲ့အတွက် ဟန်ချက်ထိန်းတာကိုပို့ပြီးတော့မြင်မြန်ဆန်ဆန်ကောင်းလာစေတယ်။ဒါကြောင့်မလို့ကောင်းမှုတာကိုတတ်တာစေတယ်။နောက်တစ်ချက်ကတော့ဒီကိုနေဟန်ထားတတိကတ်ချင်းပေါ့။ကိုနေဟန်ထားတတိကတ်ချင်းလို့ခေါ်တဲ့ proprioception ကိုကျွန်တော်ကောင်းလာစေပြီးတော့ကောင်းမှုတာကိုကျွန်တော်တတ်တာစေတာဖြစ်ပါတယ်။အဲ့တော့တတိထားရမယ့်အချက်တွေပေါ့နော်။ဒီလေ့ကျင့်ခန်းလောက်တဲ့အခါမှာတတိထားမယ့်အချက်တွေကစလုံးလုံးချင်းမှာခြေလမ်းအများကြီးမလှမ်းနဲ့၃လင်း၅လမ်းပဲအရင်စပြီးတော့စူးစမ်းကြည့် ပြီးတော့စလှမ်းတဲ့အချိန်မှာခုနကပြောခဲ့သလိုပဲဇပွဲတို့နန်ရန်တို့ပေါ့နော်တန်းတို့တခုခုကိုကင်ပြီးတော့မှကျွန်တော်တို့စပြီးတော့လှုပ်တင်တယ်နောက်ပိုင်းမှာလောရတာအဆင်ပြေလာပြီအသားကျလာပြီဆိုကမှဒါတွေကိုကျွန်တော်လှုပ်ရမယ်ပေါ့နော်အစားပိုင်းမှာတခုခုကိုကင်ပြီးတော့လှုပ်တင်တယ်နောက်တော့ကျွန်တော်တို့ဒီလမ်းလျှောက်နေတဲ့ခေါင်းမူးလာတာတို့လမ်းလျှောက်နေစဉ်မှာနာကျင်တာတို့ပေါ့နော်ဒီလိုလက္ခဏာတွေကျွန်တော်တို့ခံစားရပြီဆိုရင်တော့ဒီလမ်းလျှောက်တာကိုဒီလေ့ကျင့်ခန်းလောက်တာကိုကျွန်တော်ချက်ချင်းရပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယလေ့ကျင့်ခန်းကတော့ကျွန်တော်တို့ ဒီကလထိုင်းပေါ်မှာထိုင်ထားလုပ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်အဲ့တော့ကလထိုင်းတစ်ခုယူမယ်ယူပြီးလို့ရှိရင်ဘာအောင်မှမကင်မဲနဲ့ကျွန်တော်တို့ထိုင်မယ်ပြီးလို့ရှိရင်ဘာအောင်မှမကင်မဲနဲ့ပြန်ထမယ်အဲဒီလိုမျိုးထိုင်ထဒါတော့ရွေးရှင်းပါတယ်အဲ့တော့ကလထိုင်းတစ်ခုပေါ်ကိုဟိုကျွန်တော်တို့ကထိုင်လိုက်ထလိုက်ထိုင်လိုက်ထလိုက်ပါတော့ဒီလိုထိုင်ထလေ့ကျင့်ခန်းလုပ်မယ်အစားပိုင်းမှာတော့ကျွန်တော်၄-၅ကျင့်လောက်ပဲလုပ်မယ်နောက်ပိုင်းကိုကလုံးနိုင်လာပြီဆိုရင်အကျင့်ရင်များများပါတော့ ိုးပြီးတော့လုပ်လို့ရပါတယ်အဲ့တော့ဒီလေ့ကျင့်ခန်းနှစ်ခုကိုလည်းကျွန်တော်တို့ကတွဲဖက်ပြီးတော့လှုပ်ဆောင်ပေးပါအဲ့တော့ဒီအခုလိုမျိုးကျွန်တော်ငလျင်လှုပ်ပြီးတဲ့ကာလမှာခေါင်းမူတဲ့ဝေဒနာကိုခံစားနေရတဲ့သူတွေအနေနဲ့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီအချက်တွေပေါ့နော်ရှေ့မှာပြောခဲ့တဲ့နိလန်းတွေကိုလည်းလိုက်နာမယ်အခုကျွန်တော်ပြောတဲ့လေ့ကျင့်ခန်းလေးကိုလည်းလှုပ်ဆောင်ပေးမယ်ဆိုရင်ဒီခေါင်းမူတဲ့ဝေဒနာကအများဆုံးတက်တာဖို့အတွက်များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကမဲဆွေအတွက်အကျိုးရှိရဆိုရင်တခြားလူတွေသိအောင်မျှော်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အဲ့တော့ငလျင်လုတ်ပြီးတဲ့နောက်ပိုင်း ကိုခံစားနေရတဲ့ယောဂဝိညာဉ်ရှိရဆိုရင်လည်း comment မှာရေးသွားပေးပါဒီအကြောင်းအရာတွေကိုကျွန်တော်ဖြည့်ရှင်းပေးလို့ရမယ်နီးလန်းနေပါတော့ဒါတွေကိုကျွန်တော်တခြားပြန်လေ့လာပြီးတော့အခုလိုမျိုးပြန်လည်ပြီးတော့မျှဝေမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်